အားလုံးမင်္ဂလာပါလို့အထူးသဖြင့်အခုမြန်မာပြည်ရဲ့အရေးမြန်မာပြည်ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်နဲ့အတူ Dream Ministry International Ministry မှာရှိနေကြတဲ့မိသားစုတွေအားလုံးအင်မတန်အဝမ်းနည်းရတယ်အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်သူဖြစ်တော့ဒီအခုစကိုင်းတို့မန်းလေးတို့နေပြည်တော်တို့မှာရန်ကုန်ပေါ့နော်တချို့အမှဖြစ်နေတဲ့အခြေအနေတွေကြည့်ပြီးတော့မှတော်တော်လေးကိုရင်ထဲမှာ အဲစစ်မကောင်းဖြစ်ရတယ်စစ်မကောင်းဖြစ်ုံနဲ့လည်းပြီးသွားတာမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီစတင်ပြီးတော့မှကျွန်တော်တို့မိသားစုတွေမြန်မာနိုင်ငံမှာရှိနေမိသားစုတွေအားလုံးစတင်ပြီးတော့မှကယ်ဆယ်ရေးအတွက်စတင်ပြီးတော့လှုပ်ဆောင်ပါဝင်နေပါပြီဖြစ်ပါတယ်အဲကျွန်တော်ကိုယ်တိုင်ကလည်းပဲမြန်မာအဲ့ဒီအရေးအတွက်ဘယ်လိုအကောင်းဆုံးလုပ်ရမလဲဆိုတာအခုပြင်ဆင်နေပါတယ်လို့အခုခစ်ခစ်တာကျွန်တော်ဂျပန်မှာရောက်နေပြီမဲ့အဲကျွန်တော်ဖွဲ့တွေမိသားစုတွေအားလုံးကိုမြန်မာပြည်မှာရှိတဲ့အဲဒီ ဒုက္ခရောက်နေတဲ့မိသားစုတွေကိုအအကုန်လုံးတော့မဟုတ်ရင်တော့မအတက်နိုင်ဆုံးကျွန်တော်တို့အဒီမြို့ပေါ့နော်အဓိကနေပြည်တော်မန္တလေးစကိုင်းအကိုသွားပြီးတော့မှထိထိရောက်ရောက်အကူညီသွားနိုင်ဖို့ရန်အတွက်စတင်လှုပ်ဆောင်နေပါပြီဖြစ်တဲ့သူတွေအားလုံးခံစားတဲ့သူတွေအတွက်လည်းထက်တူထက်မြားစိတ်မကောင်းဘူးဝမ်းနေတယ် အဲဆိုတဲ့အကြောင်းလေးကိုပြောပြစေဒါပေမဲ့ဒါလေးနဲ့မပြီးသွားဘဲနဲ့ကျွန်တော်တကယ်ကိုလက်တွေ့လှုပ်ဆောင်ကောင်းထဲပို့ပြီးတော့မှသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်နဲ့အတူအားလုံးကျောင်းမိသားစုတွေအဲ alert အမြဲတမ်းဖြစ်နေပြီးတော့မှဘယ်နေရာမှာဘာလိုအပ်လဲဆိုတော့အမြဲတမ်း information လေးတွေစုံညီအောင်ပို့ပေးပါအဲပြီးတော့မှကျွန်တော်တို့စတင်ပြီးတော့မှလက်တွဲလှုပ်ဆောင်ကြရအောင်လို့ကျွန်တော်တကဘာလုံးမှာရှိတဲ့ညီကောင်မောင်မတွေကျောင်းမိသားစုတွေအားလုံးကိုအားပေးချင်ပါတယ် ပါဝင်ကူညီကြရအောင်တကြက်တပြားပဲဖြစ်ဖြစ်ကျွန်တော်တို့ဟမ်ဘာဂါတစ်လုံးအဲလောက်ကိုမစားဘဲနဲ့ပါဝင်လိုက်ခြင်းမိသားစုအတွက်လိုအပ်မှုတွေအများကြီးဖြစ်စီပေးနေတော့ကြောင့်အခုကစားတာတောက်တာထက်တော့မှရေတွေကအရင်လိုအပ်နေတယ်အားဖြည့်ချိုရမှစားပေါ့နော်အခုကျွန်တော်စာရောက်လာတယ်ဆိုတော့အားလုံးကျွန်တော်တို့လှုပ်ဆောင်သွားဖို့ရှိတယ်ဆိုတော့အထူးသဖြင့်မြန်မာပြည်အတွက်ကျွန်တော်ရင်ထဲမှာလုံးဝမကောင်းဘူးဖြစ်နေတယ်။အဲ့ဒီအတွက်ပဲမကောင်းဘူးဆိုတဲ့အရင်ရက်နေလို့ပဲမရဘူး။လက်တွေစတင်ပြီးတော့နှုတ်ရဆောင်မှချင်းမဲမရဘူး။ လက်အဆောင်မှချင်းပါကျွန်တော်စတင်လှုပ်ဆောင်နေပြီအဲ့တော့လည်းမိသားစုတွေအားလုံးအရှိန်ဟုန်နဲ့လှုပ်ဆောင်သွားမှာဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြစေလို့ရောက်စီတိုင်းတာရွေးဘေးစုမျိုးမျိုးကနေလွတ်မြောက်တည်တာမကဘူးအထူးပဲအဲကွယ်ကာရှင်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ